အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ကြံစီသူနှစ်ဦးဆိုတဲ့အကြောင်းကို ကြားချက်များဖြင့်လေ့လာကြရမှာဖြစ်ပါတယ်တုတ်တန်16 3နဲ့1921တို့မှာအနှစ်ချုပ်အနေနဲ့အလွန်ထိရောက်ပြီးနတ်နဲဆော်ဖော်ထုတ်ထားတဲ့ကြံစီသူနှစ်ဦးရဲ့သဘောတရားကိုပုံမူခိုင်မာတဲ့ဧဝံဂေလိဓမ္မပညာရှုထောင့်ကနေပြင်ဆင်ပြီးတော့ပါဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ် ။ဒါကြောင့်ကြံစည်သူနှစ်ဦးလူနှစ်ဘုရားသခင်ဒီလောကမှာလောကဒေသနာကနေပြီးတော့ကောင်းကင်ခါနန်သူခီးသွားတော့ယုံကြည်သူဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေလူတိုင်းနေ့စဉ်ရင်ဆိုင်ရသောအခြေခံရွေးချယ်မှုမှာဖြစ်ပါတယ်။ဒီຢာတွေကတော့နံပါတ်1ကြံစည်သူလူသားနံပါတ်2ဒုတိယကြံစည်သူထာဝရဘုရားဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1ပရမကြံစည်သူ လူသားအနေနဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာ တုတ်တန်1621မှာ လူများတို့သည်အကြံအမျိုးမျိုးကိုကြံစီကြ၏လို့ဟောပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဟာကဘာကိုရင်းငယ်လဲလို့ခေါ်ဆိုရင် လူသားဤဉာဏ်ပညာလွတ်လပ်စွာဆုံးဖြတ်နိုင်စွမ်းနဲ့အတ္တတွေကိုအရင်ခံတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ရလတ်အနေနဲ့လူကြံစီနိုင်သလောက်ဖြစ်နိုင်ပြီမဲ့ဝါနေချင်းမှာပဲအဆုံးသက်သွားတယ်လို့ဟောပြတာများဖြစ်ပါတယ်။ဒါကြောင့်လူဤကြံစီမှုများသည် နေရောင်အောက်တွင် လှုပ်ဆောင်သောကြောင့်မမြဲပါ အောင်မြင်တယ်လို့ထင်ရပေမဲ့ရလက်အနေနဲ့ကတော့ဖိနေမှုအာထုတ်ရခြင်းသို့မဟုတ်နောက်ဆုံးတော့တည်ခြင်းကိုသာတွားရတယ်လို့ဟောပြနေတာဖြစ်ပါတယ်ဒီเจ้าရာနဲ့ပတ်သက်ပြီးဒေသနာနှစ်ဆက်ခွန်မှာငါသည်အသက်ရှင်ခြင်းကိုဆက်ဆုပ်ယုံရှား၏လို့ဟောပြပြီးအဆုံးသတ်တာကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်လူဤအကြံစီများအထူးသဖြင့်ဖျားမဲ့သောအကြံများသည် ယာယီအောင်မြင်တော်လဲသာဝရတန်ဖိုးနဲ့ငြိမ်သချင်းကိမ့်မဲ့တဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ဝิญญေယအရာဝန်းနေခြင်းကိုသာပြီးတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်2ဒုရိယကြံစီသူသာဝရဖျားဆိုတဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာတုတ်တန်1621မှာဏိဂုံးချုပ်ဖြင့်သို့တော်လဲသာဝရဖျားဤအကြံစီတော်တည်တာတည်လိမ့်မည်လို့ပေါ်ပြတာတွေ့ရမှာဖြစ်ပါတယ်။ဖျားသခင်ရဲ့အချုပ်ချာအာနာ ထာဝရဉာဏ်ပညာချစ်ချင်းမေတ္တာကိုအရင်ခံတာဖြစ်ပါတယ်။ရလတ်နေတဲ့ကတော့ဖရာသခင်ရဲ့အကြံစီကတော့အစင်မြဲတည်တယ်၊ဝမ်းနေခြင်းနဲ့မယွံတော်ဘူးလို့ဆိုလိုနေတာဖြစ်ပါတယ်။ဒါကြောင့်ဖရာသခင်ရဲ့အကြံစီဟာနေအောက်တွင်အတမက ကောင်းကင်တွင်ပါစူးစမ်းတယ်လို့နားလည်မှာဖြစ်တယ်။ကိုတော်ကြီးယူရချက်များဖြစ်တဲ့ဥမာလူသားကိုကယ်တင်ခြင်းသည်မိသည့်အခါမှမပြောင်းလဲမပြည့်စည်ဘူးလို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ဖရာသခင်ရဲ့အကြံစီမှလာတော့ အောင်မြင်မှုနဲ့ရွယ်ချက်ဟာသာရညင်သက်ခြင်းဝမ်းနေခြင်းနဲ့ကင်းသောအခြေအနေကိုပေးပါတယ်လို့ဟောပြနေတာဖြစ်ပါတယ်။ဒါကြောင့်လူသည်မတေခင်ရွေးချယ်မှုကိုပြုလုပ်ရမှာဖြစ်ပါတယ်။လူသားတိုင်းမတေခင်မဖြစ်မနေရွေးချယ်ရမယ့်လက်နက်တွေရှိပါတယ်။အဲ့ဒီရွေးချယ်မှုကယုံကြည်သူ၏အခြေခံခြင်းဝင်နဲ့လည်းတိုက်ရိုက်ဆက်ဆက်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1ကိုယ်အကြံစီအတိုင်းဆက်သွားခြင်း ။နံပါတ်1ကို့အကြံစီကိုကိုတော့တာစက်ကပ်အနှံပြီးနာခံခြင်းဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1ကို့ကြံစီတိုင်းဆက်သွားခြင်းကိုလေ့လာကြည့်တဲ့အခါမှာလောကီစင်ကျင်ခြင်းကို အာကိုခြင်းဖျားသခင်ဤတစ္ဆာရှိခြင်းကိုမွေ့လျော့ခြင်းကိုပေါ်ပြနေတာဖြစ်ပါတယ်။ဒီရာကဝမ်းနေခြင်းနဲ့အချင်းချင်းဖြစ်ခြင်းသာဖြစ်တယ်လို့ပေါ်ပြနေခြင်းဖြစ်တယ်။အဆုံးမှာတော့ဘုရားသခင်ဤအကြံစု၌ပါဝင်ခြင်းမရှိသောကြောင့်အရှုံးနဲ့ဝန်းနေခြင်းသာရှိမယ်လို့ ဒေသနာဆရာရဲ့ဤကုန်းမှာဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်နမနဲ့ကိုအကြံစီကို ကိုတော်ထံဆက်ကပ်အနှံ့ပြီးနာခံခြင်းကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးယုံကြည်ခြင်းနဲ့အနှံ့ခြင်းအကြောင်းကိုဖော်ပြတဲ့အခါမှာဝิญဉေကြီးရလမ်းညွှန်မှုကိုမေးမြန်းခြင်းဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ညီသက်ခြင်းနဲ့သာရတည်မြဲခြင်းအကြောင်းလည်းဖြစ်တယ်။မိမိအကြံစီသည်ဖျားသခင်အကြံတော်၌ပါဝင်သောကြောင့် အစင်အမြဲတည်သော အောင်မြင်မှုကိုရရှိမယ်လို့ယောမ8:28ကောင်းကြီးများနဲ့ဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်တိုက်တွန်းချက်အနေနဲ့ကျွန်တော်တို့အားထုတ်ကျူးပန်းသောအလုံးနဲ့အကြံစီများဟာဖျားသခင်ဤသာရအကြံစီတော်နဲ့မချိတ်ဆက်ထားပါကမိမြပဲအောင်မြင်နေစေပါဒေသနာကျမ်းမှာဖော်ပြတဲ့အတိုင်းနောက်ဆုံးမှာဝမ်းနေခြင်းပဲအဖတ်တင်ပါလိမ့်မယ်လို့တတိပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ပင်တင့်ရဲ့စာခြင်း လှုပ်ချင်းအစီစဉ်အားလုံးကိုတုတ်တန်16သုံးအတိုင်းဖျားသခင်ထံမိမိရဲ့အသက်ဝိညာဉ်ကိုအနှံ့ပြီးတုတ်တန်1927အတိုင်းကိုတော်ဤသာရအကြံတော်ကိုနာခံခြင်းဖြင့်လောကီတန်တရားကသည်သာရညီတချင်းတဲ့သို့ရွေးချယ်ဝေရောက်ကြပါသို့လို့တိုက်တွန်းနှုတ်ဆော်ခြင်းဖြစ်ပါတယ်။ဒါကြောင့်လူသည်အထူးထူးပြပြကြံစည်တဲ့အခါမှာလူကြံစည်နိုင်တဲ့လောက်ဖြစ်နိုင်ပြီမဲ့ဝမ်းနေခြင်းမှာပဲဆုံးသက်သွားတယ်လို့ပေါ်ပြနေပြီးတော့ ဘုရားသခင်ရဲ့အကြံကြီးကတော့အစင်မြတ်တည်တဲ့ဝမ်းနဲ့ချင်းနဲ့မလျော့တော့ဘူး။ဒါကြောင့်လူဟာရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။ကို့အကြံစီတိုင်းဆက်သွားမလား။ကို့အကြံစီကိုဘုရားသခင်ထံဆက်ကပ်အပ်နိုင်ပြီးနာခံမလားဆိုတာကိုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျမ်းစီသူနှစ်ဦးအကြောင်းနဲ့ပတ်သက်ပြီးရွေးချယ်တတ်စီဖို့ကျမ်းချက်ပြန်ဖြင့်ပေါ်ပြမျက်ဝေခဲ့ခြင်းဖြစ်ပါတယ်။အားလုံးကို နားထောင်သူအားလုံးပေါ်ဖျားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေအာမင်